မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 25ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ကတိုက်ပွဲများကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးလာတဲ့မြန်မာစစ်သားနဲ့နေသားဆောင်ရဲ288ဦးကိုဒီကနေ့မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအချင်းကြနေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား183ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြန်လည်ပို့ဆောင်ဖို့အတွက်တင်ဆောင်တဲ့မြန်မာရေတပ်ရဲ့ချင်းတွင်းစစ်သည်မော်ဟာဘင်္ဂလားဒေ့ရှ်ကို မနေ့ကရောက်ရှိလာတယ်လို့သိရပါတယ်။အဲ့ဒီချင်းတွင်စစ်သည်မောနဲ့ပဲမြန်မာစစ်သားနဲ့နေကြားဆောင်ရဲတပ်ဖွဲ့ဝင်288ဦးကိုဘင်္ဂလားဒေ့ရှ်အစိုးရကဒီကနေ့မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မနက်9နာရီအချိန်ကဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာစစ်သားများနဲ့နေကြားဆောင်ရဲ288ဦးကိုတင်းကျပ်သောလုံခြုံရေးနဲ့ Cross Bazaar Nunia Chara မှာရှိတဲ့ BIWTA စိတ်ကမ်းတရားကိုတွန်းတင်းမောနဲ့ခေါ်ဆောင်လာပြီးတော့မြန်မာရေတပ်ရဲ့ ချင်းတွင်းစစ်သည်မောထံကိုလွှဲပြောင်းပေးလိုက်တယ်လို့သိရပါတယ်။မြန်မာစစ်သားနဲ့နေကြားဆောင်ရဲများကိုဘင်္ဂလားဒေ့ရှ်ပြည်ထရေးဝင်ကြီးဌာန BGB ခရိုင်အုပ်ချုပ်ရေးမှူးရဲတပ်ဖွဲ့ဒေသန္တရကျမ်းမာရေးအာဏာပိုင်နဲ့ကမ်းခြေဆောင်တပ်ဖွဲ့တို့ကမြန်မာစစ်ကောင်စီထံကိုစနစ်တကျလွှဲပြောင်းပေးလိုက်တယ်လို့သိရပါတယ်။မြန်မာစစ်သားနဲ့နေကြားဆောင်ရဲများဟာအခုနှစ်ဆန်းပိုင်းအတွင်းမှာလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမအထုပ်ဖြစ်နေတပ်ဖွဲ့ဝင်ပေါင်း330ဦးထွက်ပြေးခဲ့ကြပြီးတော့ဖေဖော်ဝါရီလ15ရက်နေ့မှာမြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြောက်ရီမြို့ကတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံမဲဆောင်မြို့ဘက်ကိုတင်းရှောင်လာတဲ့စစ်ဘေးဒုက္ခသည်များအလုံးကိုထိုင်းအာဏာပိုင်တွေကပြန်လည်ပို့ဆောင်လိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေ့လယ်ပိုင်းမှာအလုံးကိုပြန်ပို့လိုက်တာလို့အမည်မဖော်လိုတဲ့မဲဆောင်ရောက်မြန်မာတူကပြောပါရယ်။မြောက်ရီဘက်ကတိုက်ပွဲတွေငြိမ်နေတယ်ဆိုတော့ပြေးလာတဲ့စစ်ဘေးဒုက္ခသည်တွေအလုံးကပြီးခဲ့တဲ့ရက်ပိုင်းကလေးကနေရက်ပြန်လာပြီလဲရှိတယ်လို့ထိုင်းဘက်ကလည်းပြန်ပို့ပေးနေတယ်။မနေ့က AP လ24ရက်နေ့မှာတော့အလုံးကိုပြန်ပို့ပေးလိုက်ပြီလို့ပြောကြားထားပါရယ်။ ဧပြီလ22ရက်နေ့ကစပြီးတော့စစ်ဘေးဒုက္ခသည်2000ဝန်းကျင်ကကိုပြန်ပို့လိုက်တာပါအဲ့ဒီနောက်ပိုင်းယာယီကယ်ဆယ်ရေးစခန်းတွေမှာကြံနေတဲ့လူ1000ခန့်ကိုနေ့စဉ်ပြန်ပို့ပေးခဲ့တာလို့ဆိုပါတယ်ပြန်ရောက်သွားတဲ့လူတွေကတချို့ကအိမ်နေပျက်စီးသွားတဲ့အတွက်အကူအညီလိုအပ်နေပြီးဖုန်ကြီးကြောင်တချို့မှနေနေရတယ်လို့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့လူတယောက်ကပြောပါတယ်တချို့ကခိုင်းဘက်ကနေပြန်လာရပေမဲ့နေအိမ်နေပျက်စီးဆုံးရှုံးကုန်တာဆိုတော့အိမ်ကိုမပြန်နိုင်သေးဘူးမြန်မာဘက်မှာပဲဆက်ပြီးတော့ဆစ်ဆောင်နေရတယ်လို့ဆိုပါတယ် တိုက်ပွဲတွေကြားမှာပျက်စီးသွားတဲ့အင်ဂျင်ဘယ်လောက်ရှိလဲဆိုတာကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးအခုညတောင်းနေတာလေးကတော့ update ဖြစ်နေတဲ့သတင်းတွေကိုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါရစေခင်ဗျာအတင်းအာဓမစေခိုင်းတတ်တဲ့အာနာရှင်စနစ်ကိုယုံမုန်းတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အတွက်အစဉ်ပြေမှ subscribe လုပ်ပေးကြပါအတင်းမတောင်းဆိုပါဘူး အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြုံနယ်ဖလန်ခိုင်းရေနံမြေဆောင်စစ်ကောင်စီတပ်ဟာအစာရေစာငတ်ပြတ်မှုဒဏ်ကိုမခံနိုင်တော့တဲ့အတွက်စခန်းကိုဆုံခွာထွက်ပြေးခဲ့ခြင်းဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ18ရက်နေ့ကဖလန်ခိုင်းရေနံမြေစခန်းကစစ်ကောင်စီတပ်ဟာဒေသခံ PDF များရဲ့ရိတ်ခါဖျက်တောက်မှုကြောင့်အစာရေစာငတ်ပြတ်ကခွင့်ပြုမိတ်မရဘဲနဲ့ မြိုင်မြို့နယ်ဝက်ပုတ်ပြူစောတိကျေးရွာကိုပြန်လည်ဆုတ်ခွာသွားခြင်းဖြစ်တယ်လို့မြိုင်ပကဖတာဝန်ကဘိုလက်ရကပြောဆိုခဲ့ပါတယ်သူတို့ကရိတ်ခါငတ်ပြတ်နေပြီးရေလဲရှားပါတာကိုမနေနိုင်တော့မဆုတ်ခိုင်းမဲနဲ့သူတို့ဘာသာသူတို့ဆုတ်သွားတာလို့၎င်းကပြောဆိုခဲ့ပါတယ်စစ်ကောင်စီတပ်ဆုတ်ခွာသွားပြီးတဲ့နောက်ရေနံတူးရမှာအုံပြုတဲ့ပြည်စည်းများကြံခဲ့တော့လေအပီလ23ရက်နေ့မှာစစ်ကောင်စီကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်စည်းများဟာပြည်စည်းသွားကအုံပြုလို့မရတော့ဘူးလို့သိရပါတယ်လေရင်နဲ့ဘုံကျဲတာလေကျွန်တော်တောင်ရှိတယ်အဲ့ဒီမှာပြည်စည်းတွေအကုန်လုံးမီးလောင်ပြီးတော့ပြည်စည်းသွားတာပိုက်တွေပါတွေကြံခဲ့ပြီမဲ့ ်ဘုံကျဲသွားတော့မီးလောင်ပျက်စီးသွားပြီလို့၎င်းကပြောဆိုခဲ့ပါတယ်အဲ့ဒီလေချောင်းတိုက်ခိုက်မှုမှာပြည်သူတအူးခါပြက်ကတိတ်ဆုံးခဲ့ကြောင်းကိုဒေသခံတချို့ကပြောဆိုခဲ့ပါတယ်ကျွန်တော်တို့ကဒီဘက် site ထဲကတဲထဲမှာနေနေတာကျွန်တော်တို့တဲပေါ်ကနေနိုင်နိုင်လေးအရင်ဝဲသွားတာပြီးမှဟိုဘက် site ထဲကိုပြစ်ချသွားတော့ထားပြရတာပဲကုန်းပေါ်ကရေနံကန်ကြီးနဲ့မီးတွေလောင်သွားတယ်လို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒေသခံတအူးကပြောပါတယ်ဖေဖော်ဝါရီလ29ရက်နေ့ကလည်းမြန်မြွန်းနယ်ဝဲတူရေနံမြေစခန်းကစစ်ကောင်စီတပ်သားတွေဟာစခန်းကိုစွန့်ခွာထွက်ပြေးခဲ့တယ်လို့သိရပါတယ် ပေါင်းတဲ့မြိုင်မြို့နယ်တို့မှာစစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့ရေနံမြေမရှိတော့ကြောင်းရေနံတွင်းတွေဟာလည်းပြက်စီးနေပြီဖြစ်တဲ့အတွက်စစ်တပ်ကပြန်လည်ပြီးတော့ဝင်ရောက်အထိုင်ချတော့မှမဟုတ်ကြောင်းကိုဗိုလ်လက်ရာကပြောဆိုခဲ့ပါတယ်။ AP လ16ရက်နေ့ကဖလန်ကိုင်းရေနံမြေကစခန်းကိုဆုံခွာထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်သားနဲ့ရဲတို့ကိုဒေသခံ PDF များကလိုက်လံတိုက်ခိုက်ခဲ့ရာရဲ6ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်လက်နက်ပြက်စီးများကိုလည်းတင်းစီရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးတိုင်းမြင်းညံမြို့နယ်ကုတ်ကဲရဲစခန်းကိုတိုက်ခိုက်သိမ်းပတ်ရာတနက်တက်လက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ25ရက်နေ့မနက်ပိုင်းကမြင်းညံမြို့နယ်ကုတ်ကဲရဲစခန်းအတွင်အခြေစိုက်တပ်ဆွဲနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကိုတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများအများပြားထိခိုက်ဒဏ်ရာရရှိကာကုတ်ကဲရွာကိုကာပါယူပြီးတော့မြင်းကြံကပဖဖတ်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်။အခုလိုထွက်ပြေးသွားတဲ့အတွက်စခန်းကိုယာယီသိမ့်ပိုက်ကရှာဖွေတဲ့အချိန် MA1 တနက်တလက်ဂျီပေါက်တစ်ခုကိုတိမ့်စီရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုအမှတ်715တပ်ဖွဲ့ PLA အနောက်မြောက်စစ်ဒေသရဲကောင်ပျောက်ကြားတပ်ဖွဲ့ PLA စုပေါင်းအင်အားမြင်းကြံ35တပ်ဖွဲ့ Burmese Guerrilla Force BGF နဲ့ KG တပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပခုတ်ကူနီးပညာတက်ကသူ GTC ကတာဝန်ကျဆက်ဘက်ရေးရလုံခြုံရေးအဖွဲ့ဝင်စစ်သားကျော်နိုင်ဝင်းကိုဝန်ဖမ်းတဲ့အချိန်မှာပြစ်ခတ်မှုဖြစ်ပွားပြီးတော့စာရဖစစ်သားတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ AP လ24ရက်နေ့မနက်9:00နာရီအချိန်ပခုတ်ကူနီးပညာတက်ကသူ GTC စစ်တပ်ဂိတ်စခန်းမှာတာဝန်ကျထမ်းဆောင်နေတဲ့ပခုတ်ကူမြို့အခြေစိုက်တပ် နှစ်၅နှစ်ကစရဖစစ်သားကျော်နိုင်ဝင်းကိုလဖိတ်ဆိုင်မှာဝင်ရောက်ဖမ်းဆီးရာအဖမ်းမခံဘဲထွက်ပြေးရန်ကြိုးစားခြင်းခုခံခြင်းတို့ကြောင့်အသေးပြစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့သိရပါတယ်။သူကစရဖကကြောက်လေကားနဲ့ GTC ကတောင်ဘက်မြောက်ဘက်၅ဖလုံးလောက်ပဲဝေးတာ။ငကူကသူကကြောက်လေကားဂိတ်မှာတာဝန်ကြတာ။အဲ့ဒီမှာကဂိတ်ဘုံနဲ့အစင်မပြေတော့ GTC ဂိတ်ကိုပြန်ပြောင်းသွားတာ။သူကဂိတ်စားချကလေးကနေတာ။ GTC ဂိတ်အနည်းကလဖိတ်ဆိုင်မှာဝင်ဖမ်းတာ။သူကပြန်လဲခုခံဖို့လှုပ်တာနဲ့အသေးပဲပြတ်တက်လိုက်တာ။သူ့မှာကဘာလက်နက်မှမရှိဘူး။သူထဲမှာတော့ အတွင်းထဲကသတင်းပေးတွေရှိတယ်။အဲ့ဒီအချက်လက်တွေတော်တော်များများရခဲ့တယ်လို့ Southern Wireless ကို PDF ကတာဝန်ခံကိုအောင်မောင်းကပြောကြားထားပါတယ်။၎င်းစစ်စင်ရေးကို Southern Wireless ကို PDF ကနတ်မိချောင်းစစ်စင်ရေးအဖြစ်နဲ့ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထပ်မံပြီးတော့စစ်တပ်အတွက်သတင်းပေးလုံဆောင်နေတဲ့ဒူတအူးကိုလည်း PDF တပ်များကဖမ်းဆီးရရှိထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့ဇကိုင်းတိုင်းချောင်းဦးမြို့နယ်မှာခင်မွန်ရွာသားတအူးကိုစစ်ကောင်စီကဖမ်းဆီးပြီးတော့ နေအိမ်ဆယ်လုံးကိုမိရှို့ဖျက်ဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ24ရက်နေ့မွန်လွယ်7နာရီကမှာအကြမ်းဖက်စစ်ကောင်စီကခင်မွန်ကျေးရွာကိုအကြောင်းမဲ့ဝင်ရောက်စီးနှင်းပြီးတော့ပြည်သူတို့ကိုဖမ်းဆီးကပြည်သူပိုင်းနေအိမ်ဆယ်လုံးကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။24ရက်နေ့ကခင်မွန်ရွာကိုစစ်ခွေးတွေအကြောင်းမဲ့မိရှို့ဖျက်ဆီးသွားတယ်။ပြည်သူပိုင်းနေအိမ်ဆယ်လုံးမိလောင်ဖျက်ဆီးခဲ့တယ်။ကျေးရွာနေပြည်သူတို့ကိုလည်းဖမ်းသွားတယ်။တိုက်ပွဲလည်းမဖြစ်ပါဘူးလို့ ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ခင်မွန်ရွာဟာအင်ဂျီတထောင်ခန့်ရှိတဲ့ကျေးရွာကြီးဖြစ်ပြီးတော့လက်ရှိမှာဒေသခံပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့သိရပါတယ်ဒါ့အပြင်မကွေးတိုင်းပေါ့မြုံနယ်ကြောက်တိုင်ခင်းရွာကိုအကြမ်းဖက်စစ်ကောင်စီကလေချောင်းကနေပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးကစာတင်ကြောင်းနဲ့နေအိမ်များပျက်စီးခဲ့ရတယ်လို့ပေါက်ကာကွယ်ရေးအဖွဲ့ကကိုလာရောင်ကပြောဆိုခဲ့ပါတယ်အေပီလ23ရက်နေ့မှာပေါ့မြုံနယ်မြောက်ပိုင်းဖလန်ကိုင်းရေနံမြေစခန်းနဲ့ကြောက်တိုင်ခင်းရွာကိုအကြမ်းဖက်စစ်ကောင်စီက Jet Fighter လေယာဉ် ။ MI 35တွင်လည်းပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ကြောက်တိုင်ခင်းရွာမှာအသက်90ကျော်အရွယ်အမျိုးသားတအုပ်သေးဆုံးကစာတင်ကြောင်းနဲ့နေအိမ်များပျက်စီးခဲ့ရတယ်လို့သိရပါဗျ။စိတ်ခွေးတွေကပေါင်300ဘုံ၅လုံးထက်မနည်းကျဲချပြီးစက်တနက်တွေနဲ့ပါရန်တမ်းပြစ်ခတ်သွားတာပြည်သူတအုပ်သေးဆုံးပြီးစာတင်ကြောင်းနေနဲ့နေအိမ်တွေပါပျက်စီးတယ်တိုက်ပွဲမဖြစ်ဘူးလို့ပောက်ကာကွေအဖွဲ့ကကိုလာရောင်ကပြောဆိုခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ